စိတ်နေဓမ္မကိုယ်ခန္ဓာကိုတည်တံ့ဖို့အတွက် အစာအာဟာရက မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။နေ့စဉ်အစာအာဟာရကိုကြည်ဝလုံလောက်အောင်စားပါမှာရေရှည်မှာခန္ဓာကိုလည်းစမ်းမလာမှာပဲဖြစ်ပါတယ်။သို့သောစိတ်စမ်းမရေးအတွက်တော့အသိနေနေကြပါတယ်။စိတ်ပင်မအားနေလာကြတဲ့အခါမှာ စိတ်ကြမ်းမာရေးအတွက်အနားယူရာမျိုးတွေလုပ်ကြရပါတယ်။ရုပ်ရှင်နဲ့အပန်းဖြေတာ၊သချင်းနဲ့အပန်းဖြေတာမျိုးတွေလုပ်ကြပါတယ်။အပေါ်ကပြောတဲ့အရာတွေကတော့စိတ်ပင်ပန်းတာကိုတကနာတာပဲဖြေပြောက်စေမှာ ဖြစ်ပါတယ်။အမှန်တကယ်စိတ်ပင်ပန်းနှွမ်းနယ်တာကို ဖြေပြောက်ခြင်းတယ်ဆိုရင်တော့ဓမ္မဟာအတ္တိကပါပဲ။ နေစဉ်ထမင်းကို ပုံမှန်စားနေသလိုစိတ်အတွက်လည်းဓမ္မကိုပုံမှန်နှလုံးသွင်းသင်ပါတယ်စိတ်ပင်ပန်းရတာရဲ့အတိအကားကတော့လောဘဒေါသမောဟကိလေသာတရားဆိုလိုကြောင့်ဖြစ်ပါတယ်နေစဉ်ဘဝလှုပ်ရှားမှုများမှာ လောဘဒေါသမောဟတို့ ਨੇ ပုတုဇဉ်တို့ကမကင်းနိုင်ကြပါဘူးဒါကြောင့်ပေါ်လာတမျှစိတ်အငြိအကြေးတို့ကို ကျမနဲ့နေ့စဉ်ပုံမှန်စေကြောတင်ပါရယ်ကျမဟာလောဘဒေါသမောဟတို့ကိုစင်ကြယ်စေပါရယ်ဒီတော့ကျမဆိုတာကတတရအရွယ်ကြမှာရှာရမဲ့တရားမဟုတ်ပါဘူးခန္ဓာကိုယ်အတွက်အစာကိုနေ့စဉ်သုံးဆောင်သလိုစိတ်အတွက်လည်းကျမကိုနေ့စဉ်နှလုံးသွင်းနိုင်ရမှာဖြစ်ပါရယ်